တတ္တမအချင်းရွှေကျင်ခိုင်အစီဝေကြီး1309ခုဝါကောင်လဆန်း6ရက်1945ခုဩဂုတ်လ14ရက်နေ့၌ဒုတိယကဘာစစ်ကြီးပြည်ဆုံးသွား၏ထိုစစ်ကြီးကြောင့်၃နှစ်တကြိမ်ပြုလုပ်နေကြရွှေကျင်နိကာယတန်ခအစီဝေကြီးမပြုလုပ်နိုင်သည်မှာ၁၇နှစ်ရှိပြီထို့ကြောင့်ဆရာတော်နှင့်တကွာ ရွှေချင်းနိကာယဝန်ဆောင်နာယကတုကတတမအကျင်အစည်းဝေးကြီးကို1308ခုတပေါင်းလာပြည်နေ၌ပြုလုပ်ကြရန်ဆုံးဖြတ်လိုက်ကြ၏ဌာနမှာရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့အောင်မြေသာစီကျောင်းဆရာတော်နှင့်တက္ကရာကမတို့၏ခွင့်တောင်းချက်အရတောင်ကြီးမြို့ အောင်မြေသာစီကျောင်းတိုက်ဖြစ်လေသည်ဆရာတော်သည်စကိုင်းတောင်ဝိပဿနာကျောင်းမှနေ၍မာဝိတ္တုတ္တရာယော စီရှင်ဆရာတော်နှင့်အတူထိုအစီဝေးကြီးအတွက်ဆောင်ရွက်ဖွယ်တို့ကို အပတ်ပတ်မှဆောင်ရွက်တော်မူ၏အနာဂတ်တာနာတော်၌ဖြစ်ပေါ်မည့်အချက်တို့ကို မင်ကြားတော်မူထားသော အရှင်ဖုဒ္ဒမဟာထေရ၏ဗျာဒိတ်တော်ဂါထာတို့ကိုအ нэт မြန်မာပြန်နှင့်တကွအစီဝေးကြီး၌တင်သွင်းဖက်ကြားလျှောက်ထားရန်ကိုလည်းစီစဉ်ထားပေသည်သို့သော် ကြွကာနီဆေရဲ့အလိုတွင်မှမျက်စိယောဂါကက်ရောက်လာသဖြင့်အစီဝေးတို့မကြွနိုင်တော့ပဲတည်တင်းသုံးမြဲစကိုင်းတောင်ဝိပဿနာကျောင်းမှပြီးမျက်စိယောဂါကုသတော်မူနေရ၏ဆရာတော်ဤဩဝါဒအဖြစ်အစီဝေးကြီး၌တင်သွင်းရန်ဖြစ်သောဖုဒ္ဒထေရဘာတိတအနာကဗျာဒိတ်တော်ပတ်အနက်ကိုရွှေချင်နိကာယပါဟုမတူရာဘာနီမာဂနီ အင်္ဂလိပ်စာသောဘာတန္ဒရဝိတုဖြစ်တော်မူသောဇကိုင်းတောင်ယူအကမာပဏိတအနိစကန်ဆရာတော်ကဖတ်လျှောက်သည်ထိုအစည်းအဝေးကြီးသို့ဏိကာယဥက္ကဋ္ဌဖြစ်သောကျိုက်လက်ပစ္စည်းမာယောဆရာတော်ကြီးမကြွနိုင်သဖြင့်တွဲဖက်ဥက္ကဋ္ဌဖြစ်သောမန္တလေးမြို့ဘာဝိတုတ္တာယောကန်နီဆရာတော်ကတဘာပတိအဖြစ် ဆောင်ရွက်တော်မူ၏အကမာပဏိတအစီရှင်ဆရာတော်က အစီအဝေးဝင်ဆောင်အဖြစ်ဆောင်ရွက်တော်မူရသည်တွဲဖက်ဝင်ဆောင်အဖြစ်စကိုင်းအောင်မြေပုံစံဆရာတော်ဥညာနုဒရာကဆောင်ရွက်သည်ထိုအစီအဝေးကြီးကတွဲဖက်ဥက္ကဋ္ဌတပါးဖြစ်သောအဗျာယာမဆရာတော်လွန်တော်မူပြီးဖြစ်သည့်ဖြင့်ညောင်တုံးမြို့ရွှေရင်သာတော်ရဆန်ကျောင်းဆရာတော်မန္တလေးမြို့မာဝိတ္တတရုံတိုက်တစီရှင်ဆရာတော်တို့ကိုတွဲဖက်ဥက္ကဋ္ဌများအဖြစ်တင်မြှောက်တော်မူကြသည်ထို့ကြောင့် 1ဥက္ကဋ္ဌစိုက်လက်ပစ္စည်းမယုံဆရာတော်2တွဲဘက်ဥက္ကဋ္ဌမန္တလေးမာဝူသုတ်တာယုံ တိုက်တဲ့ကဏီဆရာတော်3တွဲဘက်ဥက္ကဋ္ဌမန္တလေးမာဝူသုတ်တာယုံ တိုက်တဲ့ဆန်ကင်းဆရာတော်4တွဲဘက်ဥက္ကဋ္ဌညောင်တိုးမြို့ရွှေတာတော်ရဆန်ကျောင်းဆရာတော်5တွဲဘက်ဥက္ကဋ္ဌမန္တလေးမာဝူသုတ်တာယုံတိုက်တဲ့စီရှင်ဆရာတော်ဟူ၍ပစ္စမအစီဝေကြီးအတိုင်း ငါပါပြေးသွားတော့ဤစကိုင်းမှမန္တလေးသို့ပြန်၍တဝါဆိုခြင်းဆရာတော်သည်ဤကဲ့သို့စကိုင်း၌တည်င်းသုံးနေကြစီကာမှုဟောဆိုကြောင်းဘုန်းကြီးတာဝန်ဝိတုဒ္ဒာယုံတိုက်ချက်တာဝန်ဂိုင်းတွဲဘဥက္ကဋတာဝန်တို့ကိုလင်းဟင်းခံတော်မူသည်မဟုတ်ပေဟောဆိုကြောင်းဘုန်းကြီးတာဝန်ကို ဥပမလာပြုဝင်သားအလွဲ့အဲ့၍ဆောင်ရွက်စီတော်မူသည် တိုက်ချက်တာဝန်နှင့်တွဲဖက်ဥက္ကဋ္ဌတာဝန်တို့ကိုစကိုင်းမှနေ၍ကိုတော်တိုင်းပြင်ဆောင်ရွက်တော်မူသည်ထို့သောခေအခြေနေအရာတိုက်ဥက္ကဏီဆရာတော်စီရှင်ဆရာတော်တို့ကတိုက်တွန်းသောကြောင့်၎င်းကိုတိုင်းကပင်ဒီလိုအခြေ၌ဘူဌာနတွင်ရှိနေသင့်သည်ဟုယူဆသောကြောင့်၎င်း1309ခုနှစ်တွင်မာဝိတုဒ္ဒယုံတိုက်၌ဝါကတ်တော်မူသည်ဝါစုကျောင်း၌တန်ဃာများ၍ နေရာချက်သဖြင့်ဇီးပင်ကြောင်းပိုင်ချက်တင်ကြောင်းဆောင်၌တည်င်းသုံးကျိဆက်ခါဝါစုကြောင်း၌စွန်ပုံပြီးတော်မူသည်မန္တလေးထို့သို့မန္တလေး၌ဝါစုတော်လဲဇကိုင်းဝိပဿနာကြောင်းတွင်တာနာဤကိစ္စများမလစ်ဟင်းစီရန် စာဖြင့်မပြက်မပြက်တတိပိဆုံးမတော်မူသည်ညောင်ရွှေကံကြီးပြည့်ရသည့်စာတင်တိုင်းထိုနှစ်ဝါကောင်လဆန်း၂ရက်စနေနေ့ 1940ခုဇူလိုင်လ16ရက်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းမှုရှိသောနိုင်ငံခေါင်းဆောင်ကြီးများကြဆုံးကြလေသည့်သူအတွက်တနိုင်ငံလုံးယူကျိုးမရဖြစ်ကြရ၏ဝန်းနေပူဆွေးကြရ၏ဆရာတော်သည်ဤသို့သောအချိန်ခါမျိုးတွင်ဘိုးဌာနမှနေ၍အခြားသောနိုင်ငံကြီးများနှင့်အတူတွဲဖက်ခါဂိုင်းကြီးအချိန်မပြတ်အောင်စောင့်ရှောက်ခြင်းသည်မိမိ၏တွဲဖက်ဥက္ကဋ္ဌတာဝန်ကို ကျေမွန်စီချင်းပင်ဖြစ်သည်1309ခုရာသူလပြည့်ကျော်9ရက်1948ဇန်နဝါရီလ4ရက်နေ့၌တနိုင်ကလုံးလွတ်လပ်ရေးအောင်ပွဲကြီးဆင်နွှဲရတော်မူဖြစ်၍ကျိုးတင်ပြင်ဆင်ရရှိကြ၏ထိုအခါရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့မှဗုဒ္ဓဘာသာသူတော်စင်တို့ကလည်းမိမိတို့မြို့၌ဗုဒ္ဓဣဒ္ဓနာတော်ကြီးထွန်ကားရေးအတွက်ပြည့်ရတီစာတင်တိုက်ကြီးတတ းဖြစ်မြောက်ရန်အားထုတ်ကြပြီးနှင့်မန္တလေးမြို့ရွှေကျင်ဏိကာယဘူဌာနမာဝိသုဒ္ဒာယုံတိုက်နာယကကြီးများဖြစ်ကြသောတိုက်အုပ်ဆရာတော်ဆန်ကင်းဆရာတော်စီရှင်ဆရာတော်နှင့်အရှိပြင်မာဝိသုဒ္ဒာယုံရာမတိုက်ယမေတင်ကျောင်းဆရာတော်အရှင်ညာနာဝန္တတုထံအရေးချင်းပြဝသောဝါစုကျောင်းဖုန်ကြီးဦးမလာပြုဝန္တအရှင်မြတ်ကို ပြည့်ဆောင်ကိုးကွယ်ကွင်ပြုပါရဲ့ တောင်းပန်လျှောက်ထား၍ကျောင်းတိုင်နာယကအဖြစ်ပင့်ဆောင်ကြ၏မြမပြည်လွတ်လပ်ရရာသောနေ့၌ပင်ကံကြီးပရိယတ္တိစာတင်တိုက်ဟူသောအမည်ဖြင့်ကျောင်းတိုက်ဖွင့်လင်းလိုက်လေသည်ထိုကျောင်းတိုက်သည်ယနေ့ပရိယတ္တိနေပေတွင်ထင်ရှားသောကျောင်းတိုက်ကြီးတစ်တိုက်ဖြစ်နေကြောင်းဘာသာရေးကိုလေ့လာသောမြမပြည်တော်ဝန်ရှိသူတော်စင်တိုင်းသိရှိကြပြီးဖြစ်ပေသည် လက်ရှိဝါစုကျောင်းဘုံကြီး1309ခုတပေါင်းလဆန်5ရက်နေ့ကစ၍ယခုလက်ရှိဖြစ်သောဥအကိယပဏိတထိုစဉ်ကဆက်နဝါအရှင်မြတ်ကိုဝါစုကျောင်းဘုံကြီးအဖြစ်ဖြင့်အုပ်ချုပ်ရန်ဆရာတော်ကတဘောတူနေစီတော်မူသည်ဆရာတော်သည်ထိုနှစ်ပြုလုပ်မည်လင်းရင်စာပြန်ပွဲကိုထုံးစံအတိုင်းကိုရတော်တိုင်းကြွားရောက်ပြုလုပ်တော်မူသည် လင်းရင်သို့ကြွတော့ခရီးစဉ်မှာစကိုင်းမှကံကြီးကုန်းကံကြီးကုန်းမှလင်းရင်သို့မြင်းကုန်းစားတောင်ကားလမ်းမှချစ်တိုင်ဖြစ်သည် လင်းရင်ရွာသည့်အရှိတ်ဘက်သို့ရောက်သောအခါရေနာပုံမိမိယာတည်ထားခဲ့သောတတ်တော်ရာစီတီတော်ကိုဖူးမြော်၍အနည်းရှိမကြည့်ပင်ကြည့်အောင်၌အချိန်တော်ကြာနားနေအပန်းဖြစ်ပြီးညနေမိုးချုံမှလင်းရင်ကြောင့်ကြည့်သို့ကြွားတော်မူသည် မိမိ၏မွေးရမည်ဖြစ်သောလင်းရင်ရွာသို့ဤအချိန်ကြွားရောက်ခြင်းသည် နောက်ဆုံးအချိန်ဖြစ်သည်အကြောင်းကတတ်တော်88နှစ်ရှိနေပြီဖြစ်၍နောက်တစ်ချိန်ကြွားရောက်မှုကိုဇေယတရားကခုမပြုတော်သောကြောင့်ဖြစ်ပေသည်ထို့ကြောင့်လင်းရင်ရွာဤတာနာဤလောကဤတိုးတက်ဤအမှုကိစ္စတို့ကိုလက်ရှိဟွာဆိုကြောင့်ဘုန်းကြီးနှင့်ရဲ့ရွာရှိဆရာတော်များက ဆရာတော်ကိုစားရှေ့ဆောင်ပြုလုပ်ကြရပြီသည်ဆရာတော်သည်1330ခုနှစ်တွင်စကိုင်းတော်ဝိပဿနာကျောင်း၌ပြန်လည်ဝါကတ်တော်မူသည်နဝမအရွှေကျင်သာနာပိုင် ဖြစ်တော်မူခြင်းမြမပြည်လွတ်လပ်ရေးရာ၍၄နှစ်မြောက်ဖြစ်သည်1332ခုနှစ်တွင်ဆရာတော်သည်မြမယုဒိယတိဟုသုံးနိုင်ငံမှာ ကျောင်းတိုက်ပေါင်းတထောင်ကျော်ကိုရွှေချင်းနိကာယကြီးကိုဦးစီးအုပ်ချုပ်တော်မူရသောနဝမရွှေချင်းသာနာပိုင်ကြီးဖြစ်တော်မူခဲ့သည်ထိုနှစ်သည်ရွှေချင်းနိကာယအနှစ်60ပြည့်သောနှစ်ဖြစ်သည့်အပြင်ဆရာတော်ဤတတ်တော်80ပြည့်သောနှစ်လည်းဖြစ်ပေသည်ဆရာတော်သည်1294ခုနှစ်၌ ရွှေချင်းနိကာယဥပဩက္ကဋ္ဌမာနာယကဖြစ်တော်မူခဲ့ကြောင်းဖော်ပြခဲ့ပြီးဖြစ်သည်1294ခုနှစ်နှင့်1308ခုနှစ်တို့တွင်ကျင်းပသောရွှေချင်းနိကာယအတန်ကအစီဝေကြီးများကရွှေချင်းနိကာယဥက္ကဋ္ဌမာနာယကများကို၅ပါးအထိတင်မြောက်ခဲ့၍ထိုအစီဝေကြီးနှစ်ရက်သည် ရွှေချင်းနိကာယတမိုင်း၌ထူးခြားသောမှတ်တမ်းကြီး ှစ်တိုင်တစ်ဖွဲဖြစ်သည်ထို့သို့ခိုင်းကရွေးချယ်တင်မြှောက်ထားသောရွှေချင်းနိကာယဥက္ကဋ္ဌမဟာနာယကဆရာတော်များတွင်တိတ်ခါဝါအကြီးဆုံးဖြစ်သောဆရာတော်ကရွှေချင်းသာနာပိုင်အဖြစ်ရွှေချင်းနိကာယကြီးကိုဥစည်းအုပ်ချုပ်တော်မူရသည်1296ခုနှစ်ဆက်ထရွှေချင်းသာနာပိုင်တာတော်ဆရာတော်ဖျားကြီးလွန်တော်မူသောအခါကြိုက်လက်ပစ္စည်းမာယုံဆရာတော်ဖျားကြီးက တတမရှိခြင်းသာနာပိုင်အဖြစ်ဆက်ခံတော်မူသည်1331ခုနှစ်ထိုဆရာတော်ဘုရားကြီးလွန်တော်မူသောအခါဝိတုဒ္ဒယုံတိုက်ဩကနီဆရာတော်ဘုရားကြီးကအထက်မှရှိခြင်းသာနာပိုင်အဖြစ်ဆက်ခံတော်မူသည်1332ခုနှစ်ထိုဆရာတော်ဘုရားကြီးလွန်တော်မူသောအခါဤအထုပ်ပတိရှင်စံကင်းဆရာတော်ဘုရားကြီးကနဝမရှိခြင်းသာနာပိုင်အဖြစ်ဆက်ခံတော်မူရသည် ဤသို့ရှေချင်းနိကာယဥက္ကဋ္ဌမာနာကအဖြစ် တင်မြောက်ထားသောဆရာတော်များတိတ်ခါဝါစင်အလိုက်ရှေချင်းသာနာပိုင် အဖြစ်ဆက်ခံတော်မူရသည်မှာရှေချင်းနိကာယဤအစဉ်လာတရက်ဖြစ်သည်ဆရာတော်သည်ရှေချင်းသာနာပိုင်ဖြစ်တော်မူတော်လေမရလေးရှိရှေချင်းနိကာယဘုဒ္ဓနာမာဝိတ္တတယုံတိုက်သို့ ပြောင်းရွှေ့တည်င်းသုံးတော်မူသည်ဖြင့် နေရင်းဖြစ်သည့်စကိုင်းဝိပဒနာကြောင့်၌သာတည်င်းသုံးတော်မူ၍ရွှေကျင်ကဤကိစ္စများကိုဦးစီးဆောင်ရွက်တော်မူသည်ဆရာတော်နှင့်အတူတင်မြောက်ထားသော ရွှေကျင်ဏိကာယဩက္ကထမာနာယကများသည်1312ခုနှစ်တွင်တပါးမှ မရှိတော်ပေတာတော်ဆရာတော်ဖျားကြီးက1296ခုနှစ်၌လည်းကောင်းအဘယာယာမဆရာတော်က1305ခုနှစ်ဂျပန်ခေတ်စစ်အတွင်း၌လည်းကောင်း ညောင်ရွှေရွှေရင်သာတို့ရဆန်ကျောင်းဆရာတို့က1309ခုနှစ်၌၎င်းကြိုက်လက်ပစ္စည်းမာယုံဆရာတို့နှင့်စီရှင်ဆရာတို့က1311ခုနှစ်၌၎င်းဝိတုဒ္ဒယုံတိုက်ဥက္ကဏီဆရာတို့က1312ခုနှစ်၌၎င်းအတိတိလွန်တော်မူကြလေပြီထိုဆရာတို့များတွင်အထူးသဖြင့်စီရှင်ဆရာတို့သည်ဆရာတို့နှင့်ခင်မင်ရင်းနှီးတော်မူသည့်တစ်ပါးနှင့်တစ်ပါး အလွန်လဲအားထားတော်မူကြသည် စီရှင်ဆရာတော်မကျမ်းမာ၍မလွန်မီရက်ပိုင်းဆရာတော်ကိုအပြင်ခံ၍စကိုင်းသို့လာရောက်ပြင်ကြရသည်ဆရာတော်ကြွလာသောအခါလက်အုပ်ချီ၍တင်ငန်းစသည်လူကကတော်သည်ဆရာတော်ကလည်းအနာကပ်၍တရားစကားဟောကြားတော်မူရာဝန်တာရှင်ပြသောအမှုအရာဖြင့်ဓာတုခေါ်သည် 1931ခုနှစ်နဒေါ်လာဇန်10ရက်နေ့တွင်စီရှင်စီယာတော်လွန်တော်မူသည်